တို့မိတ်ဆွေများတနင်္ဂနွေသားသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပေးပါရခင်ဗျကုမုဒ္ဒရာအောင်ဗေဒင်ဟောစရန်ကနကနေပြီးတော့တနင်္ဂနွေသားသမီးများကိုတပတ်စာဟောပြောပေးတော့မှာဖြစ်ပါတယ်တနင်္ဂနွေ3လ2025မှာ17ရက်3လ2025တနင်္ဂနွေသားသမီးများနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအပြောင်းအရွှေ့ကောင်းတော့ပြောင်းလဲခြင်းဖြစ်ပေါ်တတ်တယ်နောက် အဝေးကိုပြောင်းသွားတဲ့အနေအထားမျိုးတွေလည်းတစ်ပေါ်တတ်တယ်။လက်ရှိလုပ်ငန်းမှာတိုးချက် လုပ်ငန်းတွေလုပ်မဲ့မိတ်ဆွေများလည်းအောင်မြင်မှာဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကုညီမဆမှုပေါ်မယ်။မြေကိစ္စဖုံးကိစ္စအယောင်းဝယ်အတူမြတ်ဖြစ်ထွက်မယ်။ပွဲစားလုပ်ငန်းတွေအဆင်ပြေမယ်။ပညာရေးမှာလည်းကောင်းနေတဲ့ကာလဖြစ်တယ်။မိသားစုမှာလည်းအဆင်ပြေတဲ့ အချမ်းတဲ့အနေအထားမျိုးတွေဖြစ်ပေါ်မှာဖြစ်ပါတယ်။ငွေကန်ကလည်းတုံးလေးဝင်လေးဆိုရက်ကိန်းခံဖြစ်ပါတယ်။ငွေကန်တွေလည်းကောင်းနေတဲ့ကာလဖြစ်တယ်။ခရီးကတော့အနောက်ဆက်ကျုံတတ်တယ်။တင်းကျပ်စရာတွေဖြစ်ပေါ်တတ်တယ်။သက်ပစီဒုက္ခပိတတ်တယ်။သာဝတ်စရာအဆင်မပြေမှုတွေကျုံရနိုင်ပါတယ်။ဒီလိုကြနိုင်ငံကြအထင်ကောက်ဖြစ်ပြီးမှအောင်မြင်မှာဖြစ်တယ်။ အထက်အထက်လေးလုပ်ငန်းလည်းအချိန်ကြီးကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုင်ငံ့အနေအထားမျိုးဖြစ်တယ်လူမွေးကိန်းကြီးကောင်းတယ်အောက်လန့်ကရာကိန်းကြီးကောင်းတယ်ရွှေကိစ္စအချင်းပြောင်းသဘိမဝင်မဲ့အနေအထားအယောင်းဝယ်ဆိုလို့ရှင်ရှိသူကနောက်ဆိုရကပုံစံမျိုးတော့ဖြစ်ပေါ်ပါလိမ့်မယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအကိစ္စတွေမှာလည်းကောင်းနေတယ် အိမ်တော်ရင်နဲ့ပတ်သက်ပြီးတော့လည်းအင်မတန်မှကောင်းပါလေ။ဇန်ဝေသာပြည်များနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးရလည်းကောင်းတယ်။မိခင်နဲ့ကျမ်းမာရေးကောင်းမယ်။ဖခင်နဲ့ကျမ်းမာရေးကောင်းနေပါလေ။အဲဒီတော့ဇန်ဝေသာသမီးတွေဒီဘက်ထက်မှာမိမိတို့အခွင့်ရေးပေါ်တာလှုပ်ရှားရှိရာအခွင့်လန်းပေါ်တာနဲ့ရဲတဲ့တင်းစီပွားရေးကိုတိုးချဲ့ပြီးတော့လုပ်ကြနိုင်ပါလေလို့ပေါ်ပြပေးလို့ရတယ်နော်။ကြေရာအနေနဲ့ကောင်းတဲ့ကောင်းအောင်ဘာရေးဆောင်ရွက်ပေးထားမယ်ဆိုလို့ရှိရင် ပထောက်တားဘုံမှာမိထွန်းမှာလိုရစတောင်းမှာနော်ပထောက်တားလေးဘုံမှာမိထွန်းမှာတနိုင်လို့ရှိရင်ပထောက်တားကိုမြို့သမီးဆိုရင်ဘယ်ဘက်လက်ညှိုးတစ်ချောင်းစာတိုင်းဖြတ်အမျိုးသားဆိုလို့ရှိရင်ညာဘက်လက်ညှိုးတစ်ချောင်းစာလက်ညှိုးတစ်ချောင်းစာတိုင်းဖြတ်ပြီးရောလစ်ပိုပလင်းလစ်ပိုပလင်းအောက်ကခံပြီးရောအဲလစ်ပိုပလင်းမှာစိုက်ပြီးရောဖျောင်းနိုင်မိထွန်းမှာဖြစ်ပါတယ်နော်ဒီမှာလစ်ပိုပလင်းနမူနာဒီပေါ်မှာနမူနာလေးရှိတယ် ဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုလီပိုပလင်းနဲ့မှာဒီလိုကြက်ကြက်ကလေးစိုက်ပြီးတော့ဒီပုံမှာဖြောင်းနိုင်စိုက်ပြီးတော့မိချွတ်မှာလို့နော်တနွေသားမြေလုပ်ငန်းကိန်းခန်းအစီအမံလီပိုပလင်းနဲ့မှာဖြောင်းနိုင်အသားလေးစိုက်ပြီးတော့ဖြောင်းနိုင်မိချွတ်မှာအသားကဘရောက်တာဖြစ်ရပါမယ်နော်ဟုတ်ပြီအကြောင်းအားဖြင့်ဖြူရောက်နဲ့ရောက်ကျိုးပေးပါတယ်ခဏအားဖြင့်ငါးခွန်ကျိုးပေးပါတယ်တသာပတိနေ့လိုစနေနေ့လိုကမိမိတို့နေကောင်းနေရမဖြစ်ကြပါဘူးတနွေသားမြေအားလုံးစိတ်ချမ်းသာကြွေးကြမ်းပါခြင်းများပြည့်စုံကြပါစေခင်ဗျာ ဘုရားသခင်များအားလုံးမင်္ဂလာပါတနည်းရ3လ2025မှာ16ရက်3လ2025တပတ်တွင်တနင်္လာသတိများနဲ့ပတ်သက်ပြီးဟောပြောပေးသွားမှာဖြစ်ပါတယ်တနင်္လာသတိတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးအနောက်အနောက်ဆက်ကြုံမယ်တက်ကနောက်ဆက်တွေကြုံမယ်လုပ်ငန်းမှာရဆိုင်တွားတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးပြိပကဖြစ်ပါလိမ့်မယ်အောက်လန်ကေရာတို့ကမိရတဲ့တော်လန်တတ်ပါတယ် ဒီလိုကြနိုင်ငံခြားကိစ္စရပ်တွေကောင်းတယ်အထက်အထက်လေးလုပ်ငန်းတွေကောင်းတယ်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းပါတယ်ပြန်ထွက်တရားစာသာလုပ်ငန်းတွေကောင်းပါမယ်ခရီးကောင်းနေလဲသွားတတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်တဲ့ခရီးတွေများတော့ဖြင့်သွားဖြစ်ပါလိမ့်မယ်မြေကိစ္စပွဲစားကိစ္စတွေအချိန်ကြီးကောင်းမယ်မိတ်ဆွေပေါင်းတွေကောင်းတဲ့လူရှိသူ နောက်ကိုဒုက္ခပိဒုက္ခပိတဲ့သူလည်းပေါ်ပေါက်တတ်ပါလေလူမွေးဆက်ဆက်ပြောဆိုမှုပိုင်းဆိုင်ရာကျွမ်းရတဲ့သာသမိကြောင့်စကားများခြင်းရွှေကြောင့်စကားများခြင်းကျွမ်းနိုင်ပါလေသက်ပစ္စည်းစာဝတ်စရာကိစ္စရည်ကောင်းတယ်စာချုပ်လုပ်ငန်းတွေပေါ်မယ်ဆိုလို့ရှင်အဲ့ဒီအခုဒီဘက်ထက်မှာပတ်သက်ကိစ္စအဆင်ပြေမယ်အောင်မြင်မယ်စံစီစေစားအင်္ဂါနာပစ္စည်းတွေအောင်မြင်မှာဖြစ်အောင်မြင်မှာဖြစ်ပါတယ် ငွေကန်တွေကတော့ထွက်များလိမ့်မယ်နော်ငွေကြီးလုံချစရာတွေလုပ်ငန်းထဲမှာထည့်ရတာတို့ကတော့ငွေရအိတ်နေတာတော့ငွေမပေါ်သေးတာတော့ဒါမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဒါပေမဲ့လည်းဘာမှစိတ်ဆရာမရှိဘူးအဓိကပဇနာကကိုယ့်ရဲ့အဓိကတော့သရဏသာသမီးတွေကလုပ်ငန်းနဲ့ပတ်သက်တဲ့အပူတွေပေါ့နော်တအားရှုံ့မဲ့ကိစ္စကျန်တာတက်ရမဲ့ အနာလာဖြစ်ဖြစ်ပေါ်လာတယ်ဆိုလို့ရှင်အရှင်ဆုံးဖြည့်ရှင်းပြီးမှလုပ်ငန်းတွေကိုဆောင်ရွက်စေချင်ပါတယ်တကယ်တော့ကာကြီးအညံ့ကြီးမဟုတ်ဘူးလုပ်ငန်းအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့ကနော်စစ်ဖြစ်ပေါ်ရှင်းရမယ်ကိစ္စကိုနောက်မှရှင်းပို့ပြီးတော့ကြီးထွားမယ်ဖြစ်တဲ့အတွက်ကြောင့်တော်တော်စီစီရှင်းထားပြီးတော့ကိုလို့ဆက်ရှာဆက်ပြီးတော့လုပ်တော့ပါလို့ခေါ်ပြောပေးမှဖြစ်ပါတယ်လူငန်းနဲ့ပတ်သက်တဲ့အခြေအနေတွေညံ့နေလမ်းခွဲရတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တဲ့အိမ်တော်ကြီးမှတော့တစ်ချက်ချက်ဖြစ်လိမ့်မယ် ်တဏှာသာသမီးဇမ္မာရီနဲ့ပတ်ပြီးအကျောနဲ့ပတ်သက်တာဇမ္မာရီဒုက္ခပိတတ်တယ်မိခင်ဇမ္မာရီအနေငယ်ညံ့ပြီးဖခင်အာရုံကျောနဲ့ပတ်သက်တာလည်းဇမ္မာရီအနေငယ်ညံ့တတ်ပါလေအဲ့တော့ရေရယာရီနဲ့ဘာကြီးဆောင်ရထားမလဲဆိုလို့ရှိရင်တဏှာသာသမီးတွေဟာလည်းပထောက်တားပေါ်မှာမိထွေးရမှာဖြစ်ပါတယ်နော်လေဘောပထောက်တားကိုအမျိုးသမီးတဲ့ဘက်လက်ညိုးချောင်းစာအမျိုးသားညာဘက်လက်ညိုးချောင်းစာဒီပိုပလင်းဝါရမှာစိုက်ပါ နော် ဒီပေါ်မှာမိထွန်းရမှာဖြစ်ပါတယ်။နော်ဒီတစ်ပတ်တည်းမှာမိထွန်းထားပါလို့ဟောပြောပြရမှာဖြစ်ပါတယ်။အကြောင်းအပြင်အဝါရောက်ဖြူရောက်အနက်ရောက်ကျိုးပြပါတယ်။ခဏအပြင်၅တုံရကျိုးပြပါတယ်။စတပရိနေတို့တနေနေတို့ကမိမိတို့ရဲ့နေကောင်းနေရမှာဖြစ်ကြပါတယ်။တနေ့ကတော်ရီများအားလုံးစိတ်ချမ်းသာခွေးချမ်းသာခြင်းများပြည့်စုံကြပါစေ။ကျွန်တော်ရဲ့မိတ်ဆွေများအင်္ဂါတာသည်များအားလုံးမင်္ဂလာပါ။ ကုမဒရာအဘိရဟောစရကဏနေပြီးဟောပြောပေးတော့မှာဖြစ်ပါတယ်။၁၂၃လ2025မှာ၁၈ရက်၃လ2025တပတ်တွင် အင်္ဂါသာသမီနေနဲ့ပတ်သက်ပြီးဟောပြောခြင်းအင်္ဂါသာသမီများလုပ်ငန်းမှာအထိုက်ခံကြရတဲ့နေပြီးအောင်မြင်မှာဖြစ်ပါတယ်။အထိုက်ခံကြရတဲ့အောင်မြင်မယ်အဆင်မပြေဘူးစိတ်ထဲမှာထင်ရပေမဲ့လို့လုပ်ငန်းတွေအောင်မြင်သွားမှာဖြစ်ပါတယ်။တူတော်တူတော်ဖြစ်မနေပဲနဲ့လှုပ်ရှားရှားဆက်လှုပ်သွားဖို့လိုပါတယ်။အကြီးအကဲကုညီမဆဖို့ ပေါ်လာနိုင်ပါတယ်။ဒီမျိုးကြားနိုင်ငံကြားကုညီမဆမှုကိန်းတွေရှိတယ်။အေဂျင့်လုပ်ငန်းတွေအောင်မြင်မယ်။ထဲထဲလေးလုပ်ငန်းတွေကောင်းတယ်၊အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းတယ်၊ခရီးကံတွေကောင်းတယ်၊အေးသွားရေးကိစ္စတွေမှာအောင်မြင်မယ်။မိစေပေါင်းနဲ့ကောင်းဆိုးတွင်တွဲချင်းဖြစ်မယ်။မြေကိစ္စဖုန်းကိစ္စရမ်းမလိုအပ်သေးလို့အရှင်ဘောဆနာမစောတင်နေဘူးမဖြစ်မနေဝယ်ရမယ်အသုံးပြရမယ်ဆိုရင်လည်းအသုံးပြလို့ရပါတယ်ဝယ်လို့ရပါတယ် လူမှုရေးဆက်ဆွဲပြဿနာမှုပိုင်းဆိုင်ရာကျွမ်းနိုင်တယ်။တာသမီပြောစကားဆိုစကားနားမထောင်တာတာသမီကြောင့်စကားများတာလည်းဖြစ်ပေါ်တတ်တယ်။အောက်လငယ်ကတာသမီတွေအလောင်းစားနဲ့ပတ်သက်ပြီးရောအမှုခင်းရှင်ဆိုင်ရာမျိုးကြီးကျွမ်းနိုင်တယ်။စက်ပစ္စည်းနဲ့ပတ်သက်တဲ့ဂိမ်းတွေကောင်းတယ်။အခါတရေကတော့အခါတရေမှာတော့စက်ပစ္စည်းကနည်းနည်းသိနောက်ဆက်ပိုင်းဆိုင်ရာနည်းနည်းပေါ်ပေါက်တတ်တယ်ပေးတတ်တယ်နော်။တိုးတော်လည်းပဲတာမတာဆိုရင်စားမရှိဘူးပေါ့နော်။စက်ပစ္စည်းစားဝတ်စားတာဂိမ်းတွေကောင်းတယ်စာချုပ်ကိစ္စတွေကောင်းတယ်။ ငွေကန်နေကောင်းလာမယ်အရှူအပြည့်နော်ငွေကြေးကိစ္စကြီးလည်းကောင်းလာမှာဖြစ်တယ်အဲဒီတော့လူငယ်နဲ့ပတ်သက်တဲ့အခြေကိစ္စတွေမှာလည်းကောင်းတယ်အိမ်တော်ရေးမှာလည်းကောင်းပါတယ်မိခင်ကျမကြီးကောင်းတယ်ဖခင်လည်းကျမကြီးကောင်းပါတယ်နော်အဲဒီတော့ယရိယာအနေနဲ့ဘာကြီးဆောင်ရထားမှာလဲဆိုလို့ရှိရင်ယရိယာမဆောင်ရခင်မှာအင်္ဂါသားသမီးတွေကသူများသားမှာမှုပြရနာမှာကိုကမပါဝင်ဖို့နော်အမှန်တော့ကိုကတော့ကောင်းကောင်းစီခြင်းနဲ့ဆန္ဒကြောင့်ဝင်လိုက်တယ် ိုင်မဲ့ကိုယ်ကိုပြန်ပြီးတော့အမှုပြန်ပတ်သွားတတ်တယ်နော်ဟိုကိုယ်ဝင်လိုက်မှပိုရှုပ်သွားတတ်တယ်အဲဒီလိုပါနဲ့ပတ်သက်လို့ရှိရင်အမှုခေတ္တနဲ့ရင်ဆိုင်ကြုံရတဲ့လူဟောပြောချင်ပါတယ်ကျရိယာအနေနဲ့ဘာလို့ဆွဲထားမှဆိုလို့ရှိရင်တပြည့်21ညဖျောက်လူဟာနော်တပြည့်21ညဖျောက်လူဟာဖန်ခံကြွလာတဲ့ခွန်ကြီးတို့ကိုရင်တို့နှုတ်စီဘူးလူဟာနော်နှုတ်စီဘူးလူဟာအကြောင်းအားဖြင့်အနည်းရောက်အနည်းရောက်ရဲ့နောက်အကြောင်းဖြစ်တော့ရောက်ရဲ့ရောင်းဆုံး အကွက်ခဲကြီးတွေကျိုးပြီးပါတယ်။ခဏအပြင်6တဲ့ကျိုးပြီးပါတယ်။နောက်ကြနေတို့တနင်္ဂနွေနေ့တို့ကမိမိတို့ရဲ့နေကောင်းနေရမှဖြစ်ကြပါတယ်။အင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းခွေးကြမ်းကြမ်းပြည့်စုံကြပါစေခင်ဗျာ။ကျွန်တော်ရဲ့မိတ်ဆွေများဗုဒ္ဓဘာသာသမီးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါတယ်ခင်ဗျာ။ကုမုတ်တရာအောင်ဗီရင်ဟောစရန်ကန္နာကရမီရောခေါ်ပြောပြီးတော့မှဖြစ်ပါတယ်။12ရက်3လ2025မှာ17ရက်3လ2025အတွင်းတပတ်ရောခေါ်ပြောပြီးမှဖြစ်ပါတယ်။ဗုဒ္ဓဘာသာသမီးတွေဟာ လုပ်ငန်းရန်ကောင်းတဲ့လုပ်တွေတွေ့ရမှာဖြစ်တယ်။လုပ်ငန်းမှာပြောင်းလို့ရှင်လဲနှုတ်နှစ်ဖက်ကြီးကြီးပြူပြူပြောင်းတဲ့အနေအထားမျိုးဖြစ်မယ်။ပြောင်းတဲ့အခါမှာလည်းအရန်ကောင်းတယ်ပေါ့နော်။အဲလုပ်ငန်းစိုက်ခွဲတာတော့ဘာလို့လဲဖြစ်ပဲလုပ်ငန်းတိတိုးချင်ကြတယ်လဲအောင်မြင်မယ်။အလောက်ကနေကောင်းမယ်အထူးကပဲပြောချင်တာကနော်ဘုရုသားသဖြင့်လုပ်ငန်းကံကနေကောင်းမယ်။ကြီးခဲ့သူကုညီမဆောက်ကိုပေါ်မယ်။မိစေပေါင်းတဲ့ကုညီမဆောက်ကိုပေါ်မယ်။မြေကိစ္စဖုံးကိစ္စတွေချိုးပြမယ်။ မြေကိစ္စဖုန်းကိစ္စမိသားစုအရေးကိစ္စတွေမှာလည်းအောင်မြင်မယ်။ငွေကန်နေတဲ့ရန်ကောင်းတယ်ငွေတွေပါဝင်လာမှာဖြစ်တယ်။နောက်ကြောက်လုပ်ငန်းကားလုပ်ငန်းလုပ်ငန်းတွေကောင်းတယ်။အဲဒီတော့ခရီးကိစ္စတော့အထင်ကောက်ကြုံမယ်။မဖြစ်မနေသွားမယ်ကိစ္စဆိုတော့သွားလို့ရပါတယ်။ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့နော်အထင်ကောက်ဖြစ်ပြီးရအောင်မြင်မှာဖြစ်ပါတယ်။ဒါပေမဲ့အထင်ကောက်ဖြစ်အောင်ချက်ချင်းပါ။အဲဆက်ပစ္စည်းကိစ္စတွေကြိုးပေးမယ်။အင်္ဂါနာပစ္စည်းတွေကြိုးပေးမယ်။စံစီစေးစားဆက်ပစ္စည်းလုပ်ငန်းတွေကြိုးပေးမယ်။အနုပညာနဲ့လုပ်ငန်းအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကတော့အတိုက်အခံနောက်ဆက်များမယ်အဆင်မပြေမှုတွေများမယ် နော်ဆိုင်ငံ့တဲ့ပုံစံမျိုးတွေဖြစ်ပေါ်မယ်နားထားတဲ့အနေအနေအထားမျိုးဖြစ်မယ်အထယ်ထယ်လေးလုပ်ငန်းတွေတချို့ကိစ္စတွေကောင်းတယ်တချို့ကိစ္စတွေမှာတော့အဆင်မပြေမှုဖြစ်ပဲအပြည့်စင်တော့အထယ်ထယ်လေးလုပ်ငန်းကအထင်ကောက်လေးဖြစ်ပြီးမှကောင်းမယ်ဒါဗဟုသုတသမီးတွေအတွက်တော့အထယ်ထယ်လေးလုပ်ငန်းတော့အထင်ကောက်လေးနေငယ်ဖြစ်မယ်လို့ပေါ်ပြောပေးလိုပါတယ်လူမွေးကိစ္စတွေကောင်းတယ်သာသမီးအချို့တွေကောင်းတယ်ရွှေကိစ္စလုပ်ငန်းကိစ္စတွေအားလုံးကောင်းတယ်လို့ဟောပြောပေးလိုပါတယ်လူငင်းနဲ့ပတ်သက်တဲ့အခြေကိစ္စတွေကောင်းတယ်အိမ်ဆောင်ရေးတွေလည်းကောင်းတယ် ဘုဒ္ဓသာသမိတွေနဲ့ကျမ်းမာရေးကောင်းတယ်မိခင်လည်းကျမ်းမာရေးကောင်းတယ်ဖခင်လည်းကျမ်းမာရေးကောင်းတယ်နော်အဲဒါဘုဒ္ဓသာသမိတွေကဒီဘက်ထက်မှာမိမိလုံစားရှိရအောင်လွတ်လပ်လပ်လုပ်ပါအစီအပြေချောမွေ့တာကိုမြင်သိရမှာဖြစ်ပါတယ်ကြေရာဒီနဲ့ဘာလို့ဆောင်းထားမယ်ဆိုလို့ရှင်အောင်ချောင်းညွဲ့ဖရင်ရှင်ညွဲ့ကောင်းတလုံးနဲ့ထည့်ပြီးဖျောက်လို့ပါရှင်ညွဲ့ရှားရဲဆိုစော်စိတ်ရှင်ညွဲ့လည်းတူတူရပါတယ်နော်အောင်ချောင်းညွဲ့ ွင်ရှင်ရွင်ရှင်ဆိုင်ဒုံမုတ်စော်စိတ်ရှင်ရွင်ပူတွဲပြီးတော့ဖျောက်လူပါလူပါဆူတော့မှာအဆောင်အားဖြင့်အနည်းရောက်နေကြအောင်ကျိုးပေးပါတယ်ခနာအဖြင့်တစ်ကဲ၃ရက်ကျိုးပေးပါတယ်တနင်္ဂနွေနေ့တို့အင်္ဂါနေ့တို့ကမိမိတို့ရဲ့နေကောင်းနေရမှာဖြစ်ကြပါတယ်ဘုရုသတိများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများစတာပရိသတ်များ အားလုံးမင်္ဂလာပါလို့နှုတ်ခွဲဆက်တာပေးပါတယ်ခင်ဗျာကုမဒရာအောင်ဗီရဟောစရကဏ္ဍကနေပြီးတော့ကောက်ပြောပေးသွားမှာဖြစ်ပါတယ် ခဏရ3လ2025မှာ17ရက်3လ2025တပတ်တွင်တတပိသတ္တိများအတွက်ကိုဟောပြောပေးသားမှာဖြစ်ပါတယ်တတပိသတ္တိတွေဟာလုပ်ငန်းမှာအပြောတာတွေလုပ်ငန်းမှာစိတ်မဝင်စားတာတွေဖြစ်ပေါ်တတ်တယ်လုပ်ငန်းကျသွားခြင်းမဟုတ်ဘူးเนาะလုပ်ငန်းမှာစိတ်လျရာတွေဖြစ်တယ်လုပ်ငန်းမှာစိတ်ဖြစ်ပါတဲ့အနေအထားမျိုးဖြစ်တယ်စိတ်နောက်ဆက်ပိုင်းဆိုင်ကျွမ်းရတဲ့เนาะနောက်တစ်ခုကအကြီးကြီးတွေနဲ့စကားပြောအဆင်မပြေရာတွေဖြစ်ပေါ်တတ်တယ် ဲဒီအောက်လိုက်ငရတဲ့ပတ်သက်ပြီးတော့ခိုင်းနာရီပြူတာရီနဲ့အဆင်မပြေမှုတွေဖြစ်တတ်တယ်။အုပ်စုနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာတွေကြုံရတတ်တယ်။ဒါသသာပိသာပိနဲ့ပတ်သက်ပြီးတော့နော်။စက်ပစ္စည်းတွေဝင်လာမယ်နော်။အင်္ဂါနာပစ္စည်းတွေအချိုးမြတ်ရှိမယ်။စံစီစေစားစက်ပစ္စည်းလုပ်ငန်းတွေအောင်မြင်မယ်အယောင်းဝယ်ဖြစ်ထွက်မယ်။ဘန္တာဆရာတရေစကားရဲ့ကြားမယ်။ဇဝေးဆက်တွေကောင်းနေရလာမယ်။သသာပိသာပိနဲ့ပတ်သက်ပြီးတော့ ်မြေနဲ့ပတ်သက်တဲ့ကိစ္စတွေထင်းကဖြစ်ပြီးအောင်မြင်မယ်မြေတွေလည်းဝင်လာတတ်တယ်နော်အဲ့တော့ပြောချင်တာကောင်းတယ်လို့ပြောမှာနော်မြေကိစ္စဖုံးကိစ္စပွဲစားကိစ္စတွေကောင်းတယ်ပညာရေးကိစ္စတွေကောင်းတယ်အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းမယ်နောက်ဒီမျိုးကြားကုညီမဆောက်ပေါ်မယ်နိုင်ငံခြားလူမျိုးကြားကိစ္စတွေကောင်းတယ်နောက်မီလီယာစစ်အရောင်းဝယ်လုပ်ငန်းတွေကောင်းမယ်အောင်မြင်မယ်ဖြစ်ထွန်းမယ်လူငယ်နဲ့ပတ်သက်တဲ့အခြေအကောင်းလိုက်ဆိုးလိုက် ရံဖြစ်လိုက်ပြန်ချစ်လိုက်ပုံစံမျိုးဖြစ်မယ်ငွေကန်တွေကတော့ထွက်များမယ်ထွက်ပြီးမှဝင်မယ်ဒါပေမဲ့ငွေကြေးကလည်းသုံးလေးဝင်ဆိုတဲ့ကိန်းမှာအဲ့တော့ငွေကြေးဒေါ်ဆက်သုံးဆွဲတော့နည်းနည်းပို့ပြီးတော့များတဲ့ဘက်မှာဖြစ်ပေါ်တတ်ပါတယ်လူမွေကိန်းတွေကောင်းတယ်သာသမီကိန်းတွေကောင်းတယ်နောက်ခရီးနဲ့ပတ်သက်ပြီးရဝေးခရီးသွားတတ်တယ်နော်ခရီးဝေးပိုင်းသွားတတ်တယ်ဒီနေရာမှာသတ္တဝိသာသမီတွေကတချို့အာတချို့ကတော့ကောင်းတယ်တချို့ကတော့မကောင်းဘူးဒါက လူတိုင်းမှာเนาะဟိုအကောင့်နဲ့ဆိုဇာတိသားသမီးဗီဒီဆိုင်ရာတချို့ကကောင်းတယ်သောဇာတိသားသမီးဟောပြောမှုကြီးကောင်းတယ်ကျွန်တော်ကျမတို့ကမကောင်းဆိုတာကိုကိုပြန်စဉ်းစားပါဘာကြောင့်လဲတချို့ရကောင်းနေတာကိုလက်ခံပြီးတော့တချို့တလေတဦးတလေမကောင်းတာတော့ကျွန်တော်လည်းဘာမှလုပ်ပြီးလို့မရပါဘူးခင်ဗျာအဲ့လိုကဲအဲ့လိုတဦးတလေဟိုမကောင်းဘူးလို့ယူဆတာလေကျွန်တော်ရဲ့မိစေတွေကဘာကြီးစောင့်ထားမှလဲဆိုလို့ရှိရင်ခါးပြောလိုက်ပါမယ်နော်မိမိတို့အိမ်မှာ나이ပြက်နေလား နာရည်ရက်နေလားနာရည်ရက်ရက်ရက်ကိုကောင်းတယ်ဆိုရင်တက်စီနေရာတွေကိုချိန်လိုက်ပါပြက်နေရင်ပြင်ပါရက်နေရင်အချိန်မတက်ရင်တက်လိုက်ပါဒါကိုပြောချင်ပါတယ်အဲဒါဆိုကောင်းပါလိမ့်မယ်နော်အမ်အများနဲ့တော့သူချင်မှတူလိမ့်မယ်နော်ဟုတ်ပြီအဲ့ဒါအញ្ញံခိုက်တိကြုံနေအဲ့နာရီကိစ္စကြောင့်ဖြစ်တယ်အဲ့တော့ရေရာရည်နဲ့အဲဆိုတော့တတလိတသမီးကျမကြီးကောင်းတယ်မိခင်ကျမကြီးကောင်းတယ်ဖခင်လည်းကျမကြီးကောင်းတယ်ကဲဘာမှဟောပြစရာမလိုဘူးနော်အဲ့တော့ရေရာရည်ဘာလုပ်ထားမလဲဆိုလို့ရှိရင် သမုဇာရှိခုဖျောက်လူဝလူဝဆုတောင်းပါနော်အကြောင်းအားဖြင့်ညညရောင်အဝါရောင်ဖြူရောင်ကျိုးပြီးတယ်ကနာအချင်းသုံးကားကျိုးပြီးတယ်အင်္ဂါနေ့တို့ဇတာပတိနေ့တို့ကမိမိတို့တွေနေကောင်းနေမှာဖြစ်ကြပါတယ်ဇတာပတိတိုင်းမှာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမှာခြင်းများပြည့်စုံကြပါစေခင်ဗျာကျွန်တော်ရဲ့မိတ်ဆွေများပေါ့ကြတာလေးများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပေးပါရခင်ဗျာကုမုဒ္ဒရာအောင်ပြည်ဟောစရံကဏ္ဍကနေပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်၁၂ရက်၃လ၂၀၂၅မှ၁၈ရက်၃လ၂၀၂၅တပတ်တွင် ောက်ကြသားသမီးများနဲ့ပတ်သက်ပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်။တောက်ကြသားသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်တဲ့သတိထားမှာဖြစ်တယ်။လုပ်ငန်းမှာနော်ဘက်ဆောအခိုင်အမာတွေကျွမ်းတက်တယ်ကျွမ်းတက်တယ်နော်အာလုပ်ငန်းမှာဒီချာချာလောက်ထားတဲ့ဂိမ်းတွေမှာဒီဒီချာချာလေးကိုလွဲတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်ဒီကပြောချင်တာနော်အဲ့လိုဖြစ်လာတဲ့ကိစ္စရင်တောက်ကြသားသမီးတွေကဘာကြီးဆောင်ရွက်ရမလဲဘာကြီးကြည့်မလဲဆိုတော့မဆောင်ရွက်ခင်မှာမိမိတို့ရဲ့အလုပ်နေရာတွေအိမ်နေရာတွေ နော်ပဝန်းကျင်နေရာတွေကိုယ့်ရဲ့ပတ်ဝန်းအတွင်းအတွင်းထဲမှာအင်းနဲ့ပတ်သက်တာစာဝတ်စာတမ်းတွေကြည့်မယ်လူတွေဘာအတိုက်ခက်ဒီကျုံတတ်တယ်ဝင်လာတတ်တယ်နော်အင်းစာတွေအိုး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 ပဲတွေနော်အဲ့တော့တချို့ကြောက်တဲ့မောင်ခွဲတွေတွေ့လားအတက်ရှင်းလောက်တဲ့ခါမှာအဲ့ဒါလေးပါလာကြည့်အဲပါရဲဆိုရင်မီရှုပလိုက်ဒုံမို့ရေမျောပလိုက်အဲ့ဒါမျိုးအဲ့ဒါမျိုးရောက်နေကြတယ်ဖြစ်နေကြတယ်အဲဒါဆိုလို့ရှင်စီးပွားရေးထိုးကြတတ်တယ်အင်တော်ကြီးမှာပြဿနာတက်တတ်တယ်စကားများစရာပေါ်ပေါက်တတ်တယ် အမှုခင်းနေအမှုခင်းနေတဲ့ရစိုင်းကြုံတွေ့ရတတ်တယ်။အဘဆရာဆက်ပစ္စည်းကိစ္စကြီးကောင်းတယ်အင်္ဂါနာပစ္စည်းအေးအယောင်းဝယ်ကောင်းမယ်ဆက်ကလေးကောင်းမယ်နောက်စာကြုပ်လုပ်ငန်းတွေကောင်းတယ်ရာဝေးဆက်သွယ်မှုကောင်းတယ်မိစေပေါင်းနေအနောက်ဆက်ပေးတတ်တယ်နော်ကိုနဲ့ပနာတက်နေတဲ့မိစေပေါင်းနေဒီကလည်းဒီချိန်မှာကိုတမျိုးမြင်တတ်တယ်နော်အထင်မြင်ဆောင်တာတွေကြုံရတတ်တယ်နော်အဲ့တော့အဲ့တော့မြင်တဲ့ပတ်သက်စကားပြောရတတ်တယ်ဖုံးပြတ်တတ်တယ်ဖုံးပြောက်တတ်တယ်ဖုံးတစ်ခုခုခံရတတ်တယ် ဟာရီပြည့်နေတတ်တယ်ဒီလိုချက်နိုင်ငံချက်ကိစ္စတွေကောင်းတယ်အထယ်ထယ်လေးလုပ်ငန်းတွေကောင်းတယ်အမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းမယ်မီဒီယာဆက်လုပ်ငန်းတွေကောင်းတယ်ငွေကန်လေးတွေအထွက်များမယ်ငွေလူငွေလူလင်ခံရတယ်မချီးတဲ့လူချီးမိတတ်တယ်အမကကိစ္စတွေမိတတ်တယ်နော်လူမေးကိစ္စတွေကောင်းတယ်သာသမီကျွေးတွေကောင်းတယ်ရင်းနှီးငယ်ရတနာရတတ်တယ်ရွှေတွေပါဝင်ကင်းရှိတယ်တွေ့အယောင်ဆိုင်လုပ်ငန်းတွေအကျိုးများဖြစ်ထွန်းမယ်ဒါတော့ကြသာသမီနဲ့ပတ်သက်ပြီးတော့နော် ိမ်ပြအိမ်ဆောက်အိမ်ပြင်အိမ်ဆောက်ကိန်းတွေဂျုံတတ်တယ်အဆောက်တစ်တွေပဲပေါ်ပေါက်တတ်တယ်တွေ့တတ်တွေဝင်မယ်အတောင်ပါတဲ့တရားရှင်ထိပေါက်တတ်တယ်လက်ကြီးဝင်တတ်တယ်စီဝါရေးတက်မယ်နော်အဲဒါခရီးကန်တွေတကောင်းနဲ့ရဝေးခရီးသွားတတ်တယ်ခရီးအနီးရောအဝေးရောသွားတတ်တယ်အဲတော့ပေါ်ကြသားသမီးကြီးကောင်းပါလေနော်အဲဒီတော့သူကလုပ်ငန်းနဲ့ပတ်သက်ရင်အခုမှအဲဒီလိုနောက်ဆက်တွေဖြစ်ပေါ်တတ်တဲ့တွေပဲအခုပဲရှိမယ်ကျွန်တော်ရတော့ကောင်းတယ်နော်အဲ့တော့အဲ့လိုတစ်ခုအနောက်ဆက်ဖြစ်တာလဲနော် ဟောပေါ်ပေါ်ဆက်ဆက်ထက်တွေ့လို့မရအောင်နော်အဲ့ဒါကဟိုမီကရိုချွတ်လျှောက်ဆိုတဲ့ပုံစံမျိုးကြီးဖြစ်သွားတတ်တယ်နော်တောကြတာတမီးရဒီပတ်ထဲမှာအဲ့တော့ရရရဲ့အဲအခြေအနေနဲ့ပတ်သက်ပြီးရောလူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေအခိုက်အညံ့တွေကြုံမဲ့စကားများဆိုင်ဖြစ်ပေါ်မယ်နော်အိမ်တောင်ရေးတွေအိမ်တောင်ရှင်နဲ့ပတ်သက်ပြီးရောစကားများဆိုင်ဖြစ်ပေါ်မယ်ကမတဲ့ရင်ခုနလုပ်ငန်းကြောင့်နော်အဲလုပ်ငန်းနဲ့ပတ်သက်ပြီးရောတို့တို့အပြစ်တင်ကိုယ့်အပြစ်တင်ပုံစံမဖြစ်ပြီးရော ။ဟောနည်း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 ကြီးထွားတဲ့စကားများမျိုးဖြစ်ပေါ်ပြီးတော့နောက်တစ်ယောက်တစ်ယောက်တစ်ယောက်ဟောဆင်းသွားတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်နော်။အဲ့ဒါထိမ့်သိမ့်မှာဒေါ်လာထိမ့်သိမ့်မှာဒေါ်လာရှည်တတ်တယ်မှာလည်းဟောပြောပြမှာဖြစ်တယ်။အဲ့တော့တာသာတန်မီရဲ့ဇမိုက်ကောင်းတယ်မိခင်ဇမိုက်ရဲ့အကျောနဲ့ပတ်သက်တာနောက်ရှည်အမှုနဲ့အိမ်မမြတော့ဖြစ်သွားတာအတတိပိုင်းနေဖခင်အောင်ကျွန်းနဲ့ပတ်သက်တာ၄နဲ့ပတ်သက်တာတတိယမှာဖြစ်တဲ့အတတိပိုင်းနေဒါ အာကိုအိမ်မတကြီးရော်ရီရအားလိုအမျိုးဖြစ်လို့စကားသားတမီနေအိမ်မဒါမျိုးကြုံရတတ်တယ်နော်တရားအနေနဲ့ဘာလို့ဆောင်ရထားမယ်ဆိုလို့ရှင်ရှောက်သီးတုတ်တပကံဖျောက်လူပါမယ်တောက်တော်ကြီး၄ခွက်ဖျောက်လူပါမယ်လူပါစတော့မှာအယောင်အားဖြင့်အစိမ်းရောင်အဝါရောင်ရှောင်းဆုံအကွက် နော်ကျုပ်ပြပါလေကနအားဖြင့်၄၆ကျုပ်ပြပါလေပေါ်တုံးလေးကိုတောက်ကြနေတော့မိမိတို့ရဲ့နေကောင်းနေရမဖြစ်ကြပါလေ ောက်ကြတာဒီမြအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများပြည့်စုံကြပါစေခင်ဗျာနောက်မေဆေများစနေသားများအားလုံးမင်္ဂလာပါလို့နှုတ်ဆက်တာပြပါရခင်ဗျာကုမုဒ္ဒရာအောင်ဘေရင်ဟောဆရံကဏ္ဍကနေပြီးတော့ဟောပြောပြီးသွားမှာဖြစ်ပါတယ်12ရက်3လ2025မှာ17ရက်3လ2025တပတ်အတွင်းစနေသားသမီးများနဲ့ပတ်သက်ပြီးတော့ဟောပြောပြီးသွားမှာဖြစ်ပါတယ်စနေသားသမီးတွေဟာလုံငန်း2မိနစ်စလောက်ကြရင်နိုင်ပါတယ်အလုတ်ကန်နေလဲကောင်းပါတယ်နော် လုပ်ငန်းကကောင်းတဲ့ချက်ကောင်းဖို့တွေပဲရှိပါတော့တယ်နော်လုပ်ငန်းမှာကောင်းမယ်ကြီးခဲ့သူကိုကြီးမဆောက်ပေါ့မယ်နော်အကြီးခဲ့ရဲ့မတင်မြတ်တာရှိတော့မှပဲကြီးခဲ့ရဒီကမှာအရန်ကိုတင်မြတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်မှာဖြစ်တယ်နော်အရန်အရန်ကိုပဲဟုတ်လားအဲ့တော့ငွေကန်တွေလည်းကောင်းပါကောင်းနော်ငွေကန်တွေလည်းကောင်းတယ်အသုံးချစရာလည်းဆက်စင်းပေါ်မှာပြောမှဆိုတော့ကျင်နော်အဲ့ဒါပြဿနာငွေရလဲ၃ဆွဲလေးကောင်းနေဖြစ်နေတယ်ငွေတွေရလဲဝင်လေး၃ဆွဲ၃ဆွဲပြင်ထပ်ဝင်လေးဆိုတော့ လက်ပတ်မှုအကောင်းလာမယ်နော်အဲ့တော့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာနည်းနည်းအခက်ညံ့ကြုံမယ်စာဝတ်ဆရာနဲ့သတိထားပါသတိစားသမီးစာဝတ်ဆရာနဲ့သတိထားပါနော်ကိုယ့်ရဲ့လုပ်ငန်းတွေမှာအောင်မြင်မှုကလည်းမှန်တယ်နော်မနာလို့ဝန်သူမှုကလည်းချစ်ပေါ်တတ်တယ်ဒီနာမှာဘာလို့ဆိုတော့အော်ဘယ်လိုကလဲဆစ်ဆွဲပြောဆိုမှုကျောင်းတက်တယ်နော်ဆစ်ဆွဲပြောဆိုမှုကျောင်းတက်တယ်ဒါကြီးကျော်သွားလိုက်ကိုလှုပ်ရှားစီကကိုလှုပ်ရက်ကိုဝဲ ချက်သားမယ်စတန်းသွားမယ်နော်ဟောအကုန်လုံးလိုက်မကြည့်နိုင်ဘူးနော်ကိုယ်လုပ်ငန်းလေးကိုကိုယ်အကုန်လိုက်မကြည့်နိုင်ဘူးလေကဘုလို့ဆက်ချက်လုပ်တော့ပါလို့ပြောချင်ပါလူမွေးကိနေကောင်းတဲ့သာသမီကျိုးကောင်းတဲ့ရွှေတွေဝင်မယ်နော်အရွှေရောင်းဆိုင်တွေကောင်းမယ်နောက်တစ်ခုကမိစေပောင်းတဲ့ကုညီမဆိုင်ပုံမယ်ကွဲကွာနေတဲ့မိစေပောင်းတဲ့နေပြန်လဲပြီးတော့ကိုရှိရောက်လာမယ်ရဝေးရနေမိစေပောင်းတဲ့နေအချိုးပြုတ်မယ်မိသားစုနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတရစကားကြားရမယ် မြေလုံငန်းဖုံးလုံငန်းပွဲစားလုံငန်းတွေကောင်းမယ်မြေဝင်လို့ရှိရင်လည်းအကျိုးမြတ်များများရရှိမယ်လို့ဟောပြောပြလာအဲ့တော့ပွဲစားတွေကောင်းပါတယ်ပွဲစားတွေရန်ကောင်းတယ်ပညာရေးလည်းကောင်းတယ်စနေတိုင်းမိနဲ့ပတ်သက်ပြီးတော့ခရီးတော့ညံ့တယ်ခီးသွားခီးသွားလိုက်နေပတ်သက်လို့ရှိရင်တော့သတိထားမှဖြစ်တယ်ခီးသွားတဲ့အခါမှာစနေတိုင်းမိရင်းနေငယ်ညံ့တတ်တယ်နော်နောက်အထယ်ထယ်လေးလုံငန်းတွေလူမျိုးကြားနိုင်ငံခြားလုပ်ငန်းတွေကောင်းတယ်အေဂျင့်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကောင်းတယ်နော်အဲကူတန်း လုပ်ငန်းတွေကောင်းတယ်လို့ဟောပြောပြမှာဖြစ်ပါတယ်။အဲဒီတော့စနေသားမီးချက်မကြီးကောင်းတယ်။အဲအချင်းနဲ့ပတ်သက်ပြီးလည်းကောင်းတယ်နော်။အရန်ကောင်းတယ်။အဲဒီတော့မိခင်ချက်မကြီး ကောင်းတယ်ဖခင်လည်းချက်မကြီးကောင်းတယ်။နော်စနေသားမီးကောင်းတဲ့အထဲကိုထဲထဲဝင်ကြောင်းနေပြီလို့ဟောပြောပြမှာဖြစ်ပါတယ်နော်။ရှေ့လျှောက်ပို့ပြီးကောင်းဖို့ပဲရှိပါတယ်။အဲဒီတော့ရတရားရင်နဲ့ကောင်းတဲ့ကောင်းပါလေလောက်ထားမယ်ဆိုလို့ရှင်ချက်ကလေးလူပါနော်။ရွှေကြည်စနမကနဲ့လူလို့ရပါတယ်။ တို့မဟုတ်ချောကလက်ကြောက်လူပါအရာအဖျင်းအဖြူရောင်အစင်းရောင်အဝါရောင်ကျိုးပြပါတယ်ခဏအဖျင်းနှစ်လေးရှိကျိုးပြပါတယ်နော်တနင်္လာနေ့တော့ဗုဒ္ဓဦးလေးတို့ကမိမိတို့ရဲ့နေကောင်းနေ့ရက်များဖြစ်ကြပါလိမ့်စနေသားဒီမှာအားလုံးစိတ်ချမ်းသာကြကိုယ်ကြီးကျမ်းမာကြများပြည့်စုံကြပါလိမ့်ခင်ဗျာ